တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာရာဇဝင်ကျုပ်ပထမဆောင် အခန်းကြီး30မှ33ထိဖြစ်ပါတယ်။ရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး30ရှောလူမင်းကွယ်လွန်ခြင်းဖိလိတိလူတို့သည်ဣတရေလလူတို့ကိုစစ်တိုက်၍ဣတရေလလူတို့သည်ရန်သူရှိမှပြေးသဖြင့် ဂိလဘောတောင်ပေါ်မှာအထီးခိုင်းနေလဲ၍တေကြဤဖိလိတိလူတို့သည်ရှောလူမင်းနှင့်သူ၏သားတို့ကို ပြင်းထန်စွာလိုက်၍ရှောလူ၏သားယောနာသန်အပိန္ဒမီလတ်ဟိရှောလူကိုတတ်ကြဤစစ်တိုက်ရာတွင်ရှောလူသည် အလွန်ခံရ၏လေသမားတို့ဖြစ်သောမြားမှန်၍အလွန်နာသောကြောင့်လက်နက်ဆောင်လူလင်ကိုခေါ်ပြီးလျှင် တင့်သားကိုထုတ်၍ငါ့ကိုထိုးတော့သူမဟုတ်အရေဖျားလိချင်းကို မခံတော့လူတို့သည်လာ၍ငါ့ကိုမယုံမသိညှင်းဆဲကြလိမ့်မည်ဟုဆိုတော်လဲလက်နှက်ဆောင်လူလင်သည်အလွန်ကြောက်၍မပြုတ်ပဲနေတော့ကြောင်းရှောလူသည်ထိုသားကိုယူ၍ထောင်ပြီးလျင်ဒါဖျားပေါ်မှာလှဲ၍တည်၏ရှောလူတည်သည်ကိုလက်နှက်ဆောင်လူလင်မြင်လျင် သူသည်လည်းထိုသားကို ထောင်၍ဓာဖြပုံမှလဲ၍တည်၏ထိုတို့ရှောလူနှင့် သူဤသား၃ယောက်မှစ၍နန်းတော်သားပေါင်းလူသည်အတူတေကြ၏ဤတေလာလူပြေးကြောင်းရှောလူနှင့်သူဤသားများတေကြောင်းကိုဂျိုင်းနိုင်နေသောဤတေလာလူအပေါင်းတို့သည်တည်မြင်လျင်မြို့ရွာတို့ကိုစွန့်ပစ်သည်ဖြင့်ဖိလိတိလူတို့သည် လာ၍နေကြ၏နတ်ဖြန်နေ၌ဖိလိတိလူတို့သည် အသေးကောင်တို့၌အဝိတ္တဇာကိုချွတ်ချင်းငါလာတော့ခါကိလဘောတောင်ပေါ်မှာရှောလူနှင့် သူဤသားသုံးယောက်တို့သည်တေလျက်ရှိသည်ကို တွေ့မြင်ကြ၏အဝိတ္တဇာတော်ကို ချွတ်ပြီးမှ ခေါင်းတော်လက်နက်တော်ကိုယူ၍သူတို့ရုပ်တုအိမ်များ၌လကောင်းလူများတို့၌လကောင်းတည်င်းကြော်စောစေခြင်းကဖိလိတိပြည်အရရတ်တို့ပေးလိုက်ကြ၏ လက်နက်တော်ကိုလည်းသူတို့ဖះเจ้า၌ထား၍ခေါင်းတော်ကိုဒါဂုံပိမှန်၌ဆွဲထားကြ၏ဖိလိတိလူတို့သည်ရှောလူ၌ပြုသည်များကိုဂိလက်ပြည်ရာဘက်မျိုးသားများကြားလျင် သူရဲ့အပေါင်းတို့သည်ရှောလူ၏အလောင်းနှင့်သူ၏သားအလောင်းတို့ကိုယူသွား၍ရာဘက်မျိုးတို့ဆောင်ခဲ့သည်ဖြင့်အယိုးတို့ကိုရာဘက်မျိုးမှတပိတ်ပင်အောင်၌တချို့ပြီးမှ ခုနှစ်ရက်ပတ်လုံးအစာရှောင်ကြ၏ထို့သောရှောလူသည်ထာဝရဘုရား၏စကားတော်ကို နားမထောင်လွန်ကျူး၍ထာဝရဘုရားကိုပြစ်မာသောကြောင့်လကောင်းထာဝရဘုရားကိုမမေ့မြန်းဘဲလက်ဝင်မိမကို ရှာဖွေမေ့မြန်းသောကြောင့်လကောင်းထာဝရဘုရားသည် သူ့ကိုကုမြတ်၍နိုင်ငံတော်ကိုရေရှဲသားတော်ဝင်၌လွှဲအပ်တော်မူ၏။ယာဇဝင်ကျုပ်ပထမဆောင် အခန်းကြီး၁၁ ဣတေလတပီလုံးကိုဒါဝိအုပ်ဆိုခြင်းထိုအခါဣတေလအမျိုးသားပေါင်းတို့သည်ဒါဝိရှိရာဟေပြုံမြို့၌စီဝေ၍ကျွန်တော်တို့သည်ကိုတော်အယိုးကိုတော်သားဖြစ်ကြပါ၏အထက်ကလျှောလူသည် ရှင်ဘရင်ဖြစ်သောအခါကိုတော်သည်ဣတေလအမျိုးကိုစောင့်သွားလျက်တွင်ပြန်လျက်နေတော်မူပြီး ိုရောဤဖျားသခင်ထာဝရဖျားကလည်းတင်သည်ငါဤလူဤတေလအမျိုးကိုလှုပ်ကျွေးအုပ်ဆိုးရမည်ဟုကိုရောအားမိတ်တော်မူပြီဟုရှောက်ဆိုကြ၏ထို့သောဤတေလအမျိုးအသက်ကြီးသူအပေါင်းတို့သည်ရှင်ဘရင်ရှိရာဟေပြုံမျိုးတို့ရောက်လာလျင်ဒါဝိဒ်သည် ဟေပြုံမျိုးထာဝရဖျားရှိတော်မှာသူတို့နှင့်မိတ္တဟာယဖွဲ့၍ ရှမ်ဝီလာအဖြစ်ထာဝရဘုရားယာဒိတ်ထားတော်မူသည်နှင့်အညီသူတို့သည်ဒါဝိတ်ကိုဗိသိက်ပေး၍ဣတယီလာရှင်ဘုရင်အရာ၌ကြီးမြောက်ကြ၏တဖန်ဒါဝိတ်သည်ဣတယီလာလူအပေါင်းတို့ကိုခေါ်၍ပြည်သားရင်ရေဘူးသည့်လူတို့နေရာရေဘုံမြို့တည်းဟူသောဂျေရုရှလင်မြို့သို့သွားလျင်ရေဘုံမြို့သားတို့ကတင်သည်ဤမြို့သို့မဝင်ရဟုဆိုကြတော်လဲ။ ဒါဝိဒ်သည်ဒါဝိမျိုးဒီဟုသောစီအုံရဲတိုက်ကိုတိုက်ယူလေ၏ဒါဝိဒ်ကလည်းယေဘူးသည်လူတို့ကိုအူးလှုပ်ကြံသောသူသည်ဘိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည့်အတိုင်းဆေရုယာသားယောဘသည်အူးတက်၍ဘိုလ်ချုပ်အရာကိုခံရ၏ထိုနောက်ဒါဝိဒ်သည်ရဲတိုက်၌နေသောကြောင့်ဒါဝိမျိုးဟုသောအမည်ဖြင့်တမုတ်ကြ၏မိလောအရက်နှစ်တကွာ မြို့ပတ်လယ်၌တိဆောက်ပြီးမှကြံကျွန်းသောမြို့ကိုရွာပါပြုပြင်လေ၏ဒါဝိဒ်သည်တိုးပွား၍အာကြီးသဖြင့်ကောင်းကင်ဘိုးခြေရှင်ထာဝရဖရာသည် သူနှင့်အတူ ရှိတော်မူ၏ဒါဝိဒ်မင်း၏နာမည်ကျော်စစ်သူရဲများဣတရီလအမျိုး၌ထာဝရဖရာ၏အမိန့်တော်အတိုင်းဒါဝိဒ်ကိုရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းမှာ ဣတေလအမျိုးအပေါင်းတို့နှင့်ဝိုင်း၍ဒါဝိမင်းဘက်မှစ조사အားထုတ်သောအမှုတော်ထံသူရဲကြီးတို့၏စည်ရင်းဟူမူကားဟာခမောနီအမျိုးရာရှောဗန်သည်ဘူချုပ်ဖြစ်၏ထိုသူသည်လှံကိုကင်လျက်လူ300ကိုတခါတည်းတိုက်၍လုကြံလေ၏သူနောက်မှအဟောဟိအမျိုးဒေါ်ဒေါသာအီလာဇာသည်ဒါဝိနှင့်အတူပါတတမိန်မျိုးတို့လိုက်တော် သူရဲ့၃ယောက်အဝင်ဖြစ်၏ဖိလိပ္ပိလူတို့သည်စစ်တိုက်ခြင်းမှာမူယောစဘာဆိုင်သောလေကွက်၌စူဝေး၍ဣတရီလလူတို့သည်ရန်သူရှိမှပြေးကြတော်လဲထိုသူတို့သည်လေကွက်အလယ်၌ရဲ၍စောင့်မလျက်ဖိလိပ္ပိလူတို့ကိုလုကြံသောအခါထာဝရဖျားသည်ကြီးစွာသောအောင်ခြင်းအဖြစ် သူတို့ကိုကဲတင်တော်မူ၏ဘိုးစုအဝင်၃ယောက်တို့သည် ဒါဝိရှိယာကြောက်ကြ အတုလန်ဥမင်တို့ဆင်းသွား၍ဖိလိတိလူတို့သည် ရေဖိန်ချိုင်း၌တချလျက်ရှိကြ၏ထိုအခါဒါဝိသည်ရဲတိုက်တွင်နေ၍ဖိလိတိလူတို့သည်ဗလင်မျိုး၌လည်းတချကြ၏ဒါဝိကလည်းတစုံတယောက်တော်သူသည်ဗလင်မျိုးတကားနာမှရှိသောရေတွင်းထဲကရေကိုခတ်၍ငါအားပေးပါစေသောဟု တောင်းနာသောစိတ်နှင့်ဆိုသောထိုသူ၃ယောက်တို့သည်ဖိလိတိတပ်ကိုဖျက်၍ဗလင်မြို့တကားနာမှာရှိသောရေတွင်းထဲကရေကိုခတ်ယူပြီးလျှင်ဒါဝိဒ်ထံတော်သို့ဆောင်ခဲ့ကြ၏တို့တော်လည်းဒါဝိဒ်သည်မတော့ဘဲထာဝရဖျားရှိတော်၌တွန်းလျက်ဤရေကိုတောက်တော်အမှုသည်ငါနှင့်ဝေးပါစေသောကိုအသက်ကိုမနှမျောဘဲ သွားသောသူတို့၏အသွေးကိုငါတောက်ရမည်လောသူတို့သည်ကိုအသက်ကိုစွန်စား၍ဤရေကိုဆောင်ခဲ့ကြပြီဟုဆိုလျက်မတောက်ဖဲနေ၏ထိုသူရဲ့၃ယောက်တို့သည် ထိုတို့သောအမှုတို့ကိုပြုကြ၏ရွာဘညီအပိရှဲသည်လေသူရဲ့၃ယောက်တွင်အကြီးဖြစ်၏သူသည်လှံကိုကန်၍လူ၃၀၀တို့ကိုတိုက်ဖြတ်လုကြံသောကြောင့် သူရဲ၃ယောက်အဝင်နေရာရတတိသူရဲ၃ယောက်တွင်၂ယောက်ထက်သာ၍မြတ်တော်ကြောင့်ဘူချုပ်အရာကိုရ၏သို့တော်လည်းပထမသူရဲ၃ယောက်တို့ကိုမမီအထူးသဖြင့်ပြူပူသောကက်စီလာမြူသာသူရဲရောရတာဤသာဗေနာယသည်လည်းချင်းသေးနှစ်တူသော မောဘလူ၂ယောက်ကိုတတ်၏ဆောင်းကာလ၌လည်းအခြားသို့တွား၍ မြေတွင်း၌ရှိသောအချင်းတိကိုတတ်၏အရက်9000မြင့်သောအေဂုတ်တုလူကိုလည်းတတ်၏အေဂုတ်တုလူသည်ရကန်းလလိမ့်နှင့်အမျှကြီးသောလံကိုကင်တော်လဲဗေနာယသည်တောင်ဝေးကိုသာကင်လျက်သွား၍အေဂုတ်တုလူလက်မှလံကိုလူယူပြီးလျင်ထိုလံနှင့်သူ့ကိုတတ်၏ထိုတို့သောအမှုတို့ကိုယောရဒတာဗေနာယသည်ပြု၍ သူရဲ့၃ယောက်အဝင်နေရာကိုရ၏ဘုံများထက်သာ၍မြတ်တော်လဲပထမသူရဲ့၃ယောက်တို့ကိုမမီဒါဝိဒ်သည်အတွင်းဝင်ချုပ်အရာကိုလည်းပေး၏ရွာဘညီအာတဟီလာသည်လည်းဂိုးစုဝင်ဖြစ်၏ထို့အတူဗလင်မြို့နေဒေါ်တော်ဤသာအီလာဟာနဟီရိုဒီအမျိုးရှမ်မာဖာလာဒီအမျိုးဟီလတ် တေကောအမျိုးဣကေရှာဤတာအီရာအနေသောတိအမျိုးအပြေစာဟုရှတိအမျိုးတိပေကေအဟောဟိအမျိုးဤလေနေတော့ဖာတိအမျိုးမဟာရေ နေတော့ဖာတိအမျိုးဘာနာဤတာဟေလက်ဗိယာမိန်မျိုးဒီပါမျိုးနေရီဘဲဤတာအိတ်တေပရတော်နိအမျိုးပေနာယကာရှချိုင်းတာဟုပဲ အာဖာတိအမျိုး ဖြေလဘာဟုမိအမျိုး အာသမဝရှာလာဘောနိအမျိုးအေလျာဘကီဇောနိအမျိုးယာရှင်ဤတာရုတွင်ယောနတန်ဟာရရီအမျိုး ရှမဟာရရီအမျိုးရှာရောဤတာအဟိအံဥရာဤတာအေလီဖလမေခေရတိအမျိုးဟေပါပီလောနိအမျိုးအဟိယာ ကရမီလာမျိုးဟိဆိုရယ်အီဇာဘဲဤတာနာရယ်နာတန်ဤညီယောလာဟကေရီဤတာမိပါဟာ အမုံအမျိုးစေလက်ဇေရူယာတာယောဘဤလက်နှက်ဆောင်လူလင်ဘေယောတိအမျိုးနဟာရယ်ဣသရီအမျိုးဣရော့ဣသရီအမျိုးကာရက်ဟိတ်တိအမျိုးဥရိယအာလေဤတာစာဖတ်ရူဗေအမျိုးသားသုံးချိတ်ကိုပုတ်တော်ဘူး ရှိဇာဤတာအဒီနမာခာဤတာဟာနံမိတနီအမျိုးယောရှာဖတ်အာရှတယောတိအမျိုးဩစီအာယောမျိုးဟောတန်ဤတာရှာမနှင့်ရေဟေလတိစီအမျိုးရှိမယိဤတာရေဒီလနှင့်တူဤညီယောဟာမဟာဝီအမျိုးအီလီလအီလနဲဤတာယေရီဘဲနှင့်ယောရှာဝီမောဘအမျိုးဤသမနှင့်တကွာအီလီလ ။အောဖတ်မီဇောဘိတ်အမျိုးရာဒီလာတီယာဇဝင်ကျုပ်ပထမဆောင် အခန်းကြီး7နှစ်ဒါဝိမင်းနောက်သို့လိုက်သူများဒါဝိဒီကိရှာဤတာရှောလူကိုရှောင်၍စီကလက်မျိုး၌နေစဉ်သူဘတ်တို့ဝင်စားသောသူလီလက်နက်ကိုဆောင်၍လက်ရလက်လက်ဝဲလက်မရွေးကြောင်နှင့်မြားကို ပြစ်တတ်သောစစ်သူရဲကြီး ရှောလူပေါက်ဖို့ဘေးရမယ့်အမျိုးသားဟူမူကားအကြီးကဲအဟေစာသူ့နောက်ယောရှဒီပါမျိုးသားရှိမှာအာစမဝတာရေစီလာနှင့်ပေလက်ဘေရာခအနောတိအမျိုးယေဟုဘိုးစုတွင်ထူးဆန်း၍အကြီးကဲလုပ်သောဒီပေါမျိုးသားအိရှက်မာယာရှီရာမိယဟဇေလယောဟန်နာ ဂေလာရတိအမျိုးယောစဘက်အီလူဇေဂျေရီမုတ်ဘာလျာရှေမရီဟယူပီအမျိုးရှိပတိအီလကနာဂျီရှာအာစယီလာယောဇာကောဂတိအမျိုးယာရှောဘဂေတော်မျိုးနေဂျေယောဟန်သားယောလာနေစေပတိတီကဲအနွယ်မှာဒါဝိနောက်သို့လိုက်သူများ ထိုမှတပါဒါဝိရှိယတော်ရဲ့တိုက်သူထွက်သွားတော့သူခွန်အားကြီး၍ဒိုင်းလွှားဆောင်လျက်စစ်တိုက်ခြင်းကတက်ဆွမ်းနိုင်တော့သူရှင်တိကဲ့သို့မျက်နှာရဲ၍တောင်ပေါ်မှတရေကဲ့သို့လျင်မြန်တော့သူဂန်အမျိုးသားဟူမူကားအေဇာတပါအော်ဗရီတပါအီလီယာဘတပါမိရှမန်နာတပါယေရမိတပါအတဲတပါ အီလီလာတပါယောဟန်နန်တပါအီလာဇာဘက်တပါဂျီရမီတပါမာကဘာနဲ့တပါဘောင်းတကြိတ်တပါဒီဤသူတို့သည်ကံအမျိုးသားတွင်ပိုလို့၍အငယ်ကားလူတရာအကြီးကားလူတထောင်ကိုအုပ်တော်သူဖြစ်ကြ၏ယော်ဒန်မြည်ရည်သည်ကံတလျှောက်လုံးကိုလွှမ်းမိုးသောကာလပထမလတွင် သူတို့သည်ကူး၍ မြင်းကြီးရအရက်အရှိနောက်၌နေတော်သူအပေါင်းတို့ကို ပြေးစေကြ၏။ဗိယာမိန်နှင့်ယူဒအမျိုးသားတို့မှဒါဝိနောက်သို့လိုက်သူများဗိယာမိန်အမျိုးသားနှင့်ယူဒအမျိုးသားချို့တို့သည်ဒါဝိရှိရာရဲတိုက်သို့လာသောအခါဒါဝိသည်ကြိုးဆိုခြင်းကထွက်သွား၍ငါကိုမဆာခြင်းကမေတ္တာစိတ်နှင့်လာလျင်ငါသဘောတူ၏သို့မဟုတ်ငါကိုရန်သူလက်သို့အပ်ခြင်းကလာလျင် ငါ၌အပြစ်မရှိသောကြောင့်ဘိုးဘေးတို့၏ဖျားသခင်သည် ကြည့်ရှု၍ဆုံးမတော်မူပါစေတော်ဟုဆိုသောဝိညာဉ်တော်သည်ဘိုးချုပ်အာမတဲအပေါ်မှတက်ရောက်၍အိုဒါဝိဒ်ကျွန်တော်တို့သည်ကိုရော်၏လူအိုယေရှေ၏သားတော်ကိုရော်ဘက်သို့ဝင်စားတော်သူဖြစ်ပါ၏ကိုရော်၌မင်္ဂလာရှိပါစေတော်မင်္ဂလာရှိပါစေတော် ကိုတော်ကိုမဆတော်သူ၌မင်္ဂလာရှိပါစေသောကိုတော်ဤဖျားသခင်သည် ကိုတော်ကိုမဆတော်မူပါစေသောဟု ပြန်ပြောလေသောဒါဝိဒ်သည်သူတို့ကိုလက်ခံ၍ပိုရာ၌ခံထားလေ၏မနာရှေအမျိုးသားမှဒါဝိဒ်နောက်သို့လိုက်သူများထိုမှတပါဒါဝိဒ်သည်ရှောလူကိုစစ်တိုက်သွားသောဖိလိပ္ပိလူတို့နှင့်လိုက်တော်အခါဖိလိပ္ပိမင်းတို့က ဤသူသည်ငါတို့ကိုအပ်၍မိမိတခင် ရှောလူဘတ်သို့ဝင်စားမည်ဟုတိုင်ပင်ပြီးမှပြန်စီသောကြောင့်ဒါဝိဒ်သည်စစ်မကူပဲစီကလက်မျိုးသို့သွားသောကာလသူဘတ်သို့ဝင်စားသောမနာရှေအမျိုးသားဟုမူကားမိမိအမျိုးသားတို့တွင်လူတစ်ထောင်ကိုအုပ်တော်ဖို့အာတနာယောစဘတ်ဂျီဒီလာမိခီလာ ယောသဘတ်အီလီဟုစီလာတဲ့ဒီထိုသူအပေါင်းတို့သည်ခွန်အားကြီးသောစစ်သူရဲ့ဗိုလ်ကြီးဖြစ်၍ဓမြလုတ်သောသူတို့တစ်ဖက်၌ဒါဝိတ်ကိုမားစားကြ၏ထိုကာလ၌ဖျားသခင်ဤဗိုလ်ကြီးကဲ့သို့ကြီးစွာသောဗိုလ်ကြီးဖြစ်တည်တိုင်အောင်တစ်နေ့ထက်တစ်နေ့ဒါဝိတ်ကိုကူညီ၍ဝင်စားကြ၏ဒါဝိတ်တစ်ဖွဲ့ဝင်များ ထာဝရဘုရား၏အမိန့်တော်အတိုင်းရှောလူ၏နိုင်ငံကိုဒါဝိဒ်လက်သို့လွှဲခြင်းကဒါဝိဒ်ရှိရာ ဟေဗြုံမျိုးသို့လာတော်သူစစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသောတတားစရင်ဟူမူကားဒိုင်းနှင့်လံကိုဆောင်၍စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသောယူဒအမျိုးသား6800ခွန်အားကြီးသောစစ်သူရဲ့ရှိမောင်အမျိုးသား9100 လေဝိအမျိုးသား4600အာရုံမျိုးအုပ်ယောရနှင့်အတူပါသောအာရုံ အမျိုးသား3900ခွန်အားကြီးသော သူရဲ့လူပြိုစာတုံးနှင့်သူ၏အဆွေမျိုးတမူးနှစ်ချိတ်နှစ်ပါးရှောလူပေါက်ဖို့ဖြစ်သောဘိယာမိန်အမျိုးသား3000ထိုအမျိုးသားအများတို့သည်ရှောလူဘက်မှစောင့်နေကြ၏ခွန်အားကြီး၍အဆွေမျိုးတို့တွင်ထင်ရှားသော အေဖရိအမျိုးသား2800ဒါဝိဒ်ကိုရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းမှာစည်ရင်းဝင်သောမနာရှေအမျိုးတဝက်ထဲကလူ18000ကာလအချိန်တို့ကိုနားလည်၍ဣတရီလာအမျိုးသည်အဘယ်သို့ပြုတင်သည်ကိုသိတတ်သောဣတခာအမျိုးသားသူကြီး200သူတို့အမျိုးသားချင်းအပေါင်းတို့သည် အသိရှိကြ၏စိတ်နှခွမရှိတက်အခင်းခြင်းမပြတ် စစ်တိုက်လက်နက်စုံနဲ့ပြည်စုံလျက်စစ်ချီ၍တိုက်တက်သောဇာဘူးလုံမျိုးသား9000နတ်တလိမျိုးသား9000ဒိုင်းနစ်လန်ကိုစောင့်သောသူ3800ဒံအမျိုးတွေကစစ်မှုစစ်ရေး၌လေ့ကျက်သောသူ28600အာရှာမျိုးတွေကထိုတူလေ့ကျက်၍စစ်ချီတက်သောသူ4000ယော်ဒန်မြစ်တစ်ဖက်လူပင်မျိုးကဲအမျိုး မနာရှိအမျိုးတဝက်ထဲကစစ်တိုက်လက်နက်စုံအမျိုးမျိုးနဲ့ပြည်စုံတော်သူတသိန်း2000ဒီစစ်အခင်းချင်းမပြတ်တိုက်တက်တော်သူအထက်ဆုခဲ့ပြီးတော်သူအပေါင်းလူဒီဒါဝိတ်ကို ရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းမှာကြီးညိုသော စိတ်အားကြီး၍ဟေပြုံမျိုးတို့လာကြ၏ကြံကျွန်းသောဣတရီလအမျိုးသားအပေါင်းလူဒီဒါဝိတ်ကိုရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းသောစိတ်တော် တညီတညွတ်တီးရှိကြ၏ထိုသူအပေါင်းတို့သည်တုံးရက်ပလုံအထံတော်၌စားတောက်လျက်နေကြ၏အမျိုးသားချင်းတို့သည်ပြင်ဆင်နေကြပြီးအနီးပါး၌နေသောသူတို့သည်လည်းတူငွားနှင့်တကွအမဲသားမုံညက်တင်မောတဖန်သည်စပြစ်သည်စပြည့်၏စီဒီဟူသောရိတ်ခါများကိုညီ ကလာအုပ်လာနွားပေါ်မှာတင်လျက်ဤတခါခရိုင် စာဘူးလုံးခရိုင်နတ်တလီခရိုင်မှပင်ဆောင်ခဲ၍ဤတရီလာအမျိုးသားတို့သည်ပြောမွေးကြ၏ရာဇဝင်ကျောက်ပထမဆောင် အခန်းကြီး73ပဒိညင်တစ်တာကိုပြောင်းရွှေ့ခြင်းတဖန်ဒါဝိဒ်သည်လူတစ်ထောင်အုပ်တရာအုပ်အစရှိသော အကြီးကဲအပေါင်းတို့နဲ့တိုင်ပင်ပြီးလျင်ဤတရီလာအမျိုးပရိသတ်အပေါင်းတို့အားတင်တို့သည် အလိုရှိ၍ငါတို့၏ဖျားသခင်သာဝရဖျားအခွင့်ပေးတော်မူလျင်ဤတရီလာနိုင်ငံအရရ၌ကြံ့ကျွင်းသေးသောငါတို့ညီကိုများမြို့နှင့်မြို့နယ်၌နေသောယစ်ဘရောဟိတ်လေဝိသားများတို့သည်ငါတို့နှင့်အတူစီးဝေးစေခြင်းကအနှံ့ပြားစေလွတ်ကြကုန်အံ့ ငါတို့ဤဘုရားသခင်တစ်တာတော်ကိုတပံဆောင်ခဲ့ကြကုန်အံ့ရှောလူလက်ထ၌ထိုတစ်တာတော်ရှိမှမိ мян လေးမရှိပါတကားဟုမိတော်မူသောစကားကိုစီဝေသောပရိသတ်အပေါင်းတို့သည်နှစ်သက်သောကြောင့်အမိတော်အတိုင်းပြုပါမည်ဟုဝန်ခံကြ၏ထိုတို့ဒါဝိသည်ဘုရားသခင်ဤတစ်တာတော်ကိုကိဝရရဲ့ယာရီမျိုးမှဆောင်ခဲ့ခြင်းမှာအေကုတ်တုပြည်အနာ ရှီဟောယာမြင့်မဆာ၍ဟာမတ်မြို့လမ်းဝတိုင်အောင်နေသောဣတရီလအမျိုးသားအပေါင်းတို့ကို စုဝေးစေပြီးလျင်ခေယူဘိန်ကြားမှာကျင်းဝတ်တော်မူသောထာဝရဖရာ၏နာမတော်နှင့်ဆိုင်သောဖရာသခင်၏တစ်တာတော်ကိုဆောင်ခဲ့ခြင်းကဣတရီလအမျိုးသားအပေါင်းတို့နှင့်တကွယူဒပြည်ကိဝရယရီမြို့တည်ဟုသောဘာလာမြို့သို့သွားလေ၏ဖရာသခင်၏တစ်တာတော်ကို လက်တစ်ပုံမှာတင်၍အပိနတအိမ်တဲကထုတ်ကြ၏။ဩစာနှင့်အဟိဩသည်လဲကိုနှင်ကြ၏။ဒါဝိနှင့်ဣတရေလအမျိုးသားပေါင်းတို့သည် တချင်းဆိုလျက်ဆောင်းပတ္တာနေခရာခွက်ကွင်းတပိုးတို့ကိုကိုင်းလျက်ထာဝရဖျားရှိတော်၌အားထုတ်၍တီးမှုတ်ကြ၏။ခိတုံကောက်နေတလင်းတို့ရောက်တော်အခါနွားတို့သည် ဖျားသခင်ဤတਿੱတတော်ဘူးလှူရှားသောကြောင့်ဩဇာသည် လက်ကိုဆန့်၍တਿੱတတော်ဘူးကင်ဤထိုတို့တਿੱတတော်ဘူးကင်သောကြောင့်သာဝရဖျားသည်ဩဇာကိုအမျက်ထွက်၍တန်ခတ်တော်မူသည်ဖြစ်ဩဇာသည်ဖျားသခင်ရှိတော်၌တည်လေ၏ဩဇာကိုသာဝရဖျားတန်ခတ်တော်မူသောကြောင့်ဒါဝိဒ်သည်ညှို့ငယ်သောစိတ်ရှိ၏ထိုရက်သည်ယနေ့တိုင်အောင်ပေးရသောဇာအမိဖြစ်တွင်တည် ထိုနေ့၌ဒါဝိဒ်သည်ဖျားသခင်ကိုကြောက်၍ဖျားသခင်ဤတစ်တာတော်ကိုအဘဲเจ้าငါထံသို့ဆောင်ခဲ့ရမည်နည်းဟုဆိုလျက်မိမိနေရာဒါဝိဒ်မြို့ထဲသို့တစ်တာတော်ကိုမဆောင်ဘဲဂိတ်တိလူအော်မတီတုံအိမ်သို့လွှဲ၍ဆောင်သွားလေ၏ဖျားသခင်ဤတစ်တာတော်သည်သုံးလပတ်လုံးအော်ဘတီတုံအိမ်တွင်အိမ်သူအိမ်သားများစီမှရှိ၏ထာဝရဖျားသည် ်အော်ဘတ်ဒီတုံနှင့်အိမ်သူအိမ်သားပေါင်းတို့ကိုကောင်းကြီးပေးတော်မူ၏။나ယူခဲ့ကြသောမိတ်ဆွေတို့၌ဖျားသခင်ဤငြိမ်းချမ်းတသက်ခြင်းသည်ရှိမြဲရှိနေပါစေသော။အာမင်။